မြတ်စွာဘုရားလက်ထက်ကဂရေ80ချမ်းသာတဲ့တထေးအလှူတန်းအလွန်ဝါသနာပါသူ့ရဲ့လှူတန်းဝါသနာပါပုံကတမျိုးထင်ပေါ်ခြင်းနဲ့ကြော်ကြားခြင်းနဲ့သူ့မို့လှူနိုင်တယ်ဆိုတော့တွားခြင်းဝါခြင်းစိတ်ကလည်းရှိတယ်ဟုတ်ပြီလားငါတထေးပဲဆိုပြီးမောက်မာတဲ့မာနကလည်းရှိတယ်လှူတော့လှူတယ်နော်အဲ့လိုစိတ်တွေနဲ့လှူလိုက်တာတဲ့ဂရေ80ကိုကုံရောဂရေ80ကုံသွားတော့စားရမယ်မဲ့တောက်ရမယ်မဲ့ဖြစ်သွားတော့အဲ့ဒီမှာဇနီးမောင်နှံတိုင်ပင်တာတဲ့ ငါတို့စားစရာလည်းမရှိဘူးလှူလိုက်လို့ကုန်ပြီကတိ80ဘယ်နဲ့လောက်ကြမှာတော့အာတို့တငယ်ချင်းရှိတယ်သူလည်းပဲအလှူတန်းဝါသနာပါတယ်သူ့စီသွားပြီတို့လှူလေးတွေသွားရောင်းမယ်တဲ့လှူထားတဲ့အလှူတွေဘာဖြစ်မလဲအလှူရောင်းပါတဲ့ဟုတ်လားကောင်းပြီဆိုပြီးလင်မယားနှစ်ယောက်ထိုင်ပြီးတော့တိုင်မင်းနာဘယ်မျိုးမှကြောင်းဆောက်တယ်ဘယ်နာမှဖျက်တယ်တယ်ဘယ်နာမှလန်းခင်မှုတယ်ဘယ်เจ้าမှရေရင်တူတယ်ဘယ်နာမှရေစင်လှူတယ်ဘယ်မှတိမ်ဆောက်တယ်ဘယ်မှဇရက်လှူတယ် ဟာမပြူတဲ့ကောင်းမှုမရှိဘူးကောင်းမှုတွေကိုအများကြီးတန်းစီရေးသွားကောင်းမှုတွေတန်းစီရေးသွားပြီးတော့အဲ့ဒါလက်မင်းနှစ်ယောက်သွားလိုက်ကြသူတို့သိတဲ့တငယ်ချင်းကလည်းဂရေ80ချမ်းသာတယ်အဲ့ဒီမှာသွားမှတည့်ရခီးလမ်းလျှောက်ပြီးတော့သွားလိုက်တာနေ့တစ်ဝက်ကျိုးတော့ပြိစိတ်တစ်ပင်တစ်ပင်အောင်ထိုင်ပြီးတော့ပင်ပန်းတဲ့ကွာညနေဆောင်ရောက်တော့မှပဲခဏနားကြအောင်ဆိုဆိုပြီးတော့ပါလာတဲ့ထမင်းတုပ်လေးအဲ့မှာနားရင်နဲ့ဖြေမလို့စမလို့ဖြေလိုက်တဲ့အချိန်အမျိုးသားကထမင်းတုပ်ဖြေတာတဲ့အမျိုးသမီးကအဲ့ထမင်းတုပ်ကြည့်နေတဲ့အချိန်မှာ ခွေးပိန်မာလေးတကောင်ကလာပြီးအစာတောင်းအစာတောင်းတော့အမျိုးသမီးကကြည်တယ်ကြည်စမ်းခွေးလေးပိန်ချုံလို့သမင်းတုတ်ကလည်းလေးတယ်သမင်းတုတ်ကြည်ရတာကလည်းခတ်သေးသေးလေးပေါ့တကယ်လို့ငါမျိုးသားကငါ့ကိုပိုက်ပြီးတော့ရော့ညီးတဝက်စားငါတဝက်စားမယ်ဆိုပိုက်တာပေးသူခွင့်ပြုမယ်ဆိုရင်တော့ငါရတဲ့တဝက်ငါမစားဘူးခွေးပဲလှူမယ်တကယ်လို့တထုံလုံးငါပေးရင်လည်းငါမစားဘူးခွေးပဲလှူမယ်ဘာဖြစ်လို့တော့မေးလိုက်တော့ ငါမစားလို့ငတ်ရင်ဒီတနတ်ပဲညနေငါတငယ်ချင်းစီရောက်ရင်စားဒီခွေးမှမစားရတာတော်တော်ကြာလောက်ပြီတဲ့ပိန်ချုံအမျိုးသားကဖွင့်လိုက်တော့ဟာသမင်းကလည်းနည်းနည်းလေးဂိုင်ဂိုင်ဂိုင်ငါကအမျိုးသားဆိုတော့ညနေစားရမှာငါခံနေရှိတယ်ညိသာစားတော့တထုံလုံးပေးတထုံလုံးပေးတော့မျိုးသမီးကပြောတယ်မောင်ရဲတဲ့ကျမဒီလိုအတွေးလေးဝင်နေတယ်ကျမမစားလို့ငတ်ရင်ဒီတနက်ပဲဒီသမင်းလေးကိုကျမခွေးကျွေးမယ်စိတ်ကူးတာမောင်ခွင့်ပြုရင်ပေါ့ ခွေသွားတရာပြီးမျိုးသားကသူ့မကြွေးမှလည်းကြောက်ရသေးတာလေခွေပြုတ်ရင်ပေါ့လို့ပြောလိုက်တော့အမလေးခွေပြုတ်ပါတယ်ငါလည်းညီးကသာငါပြန်ပေးငါလည်းအဲ့ဒီခွေကြွေးမလို့စေတနာတွေဖြစ်နေတာစေတနာသွားတူတာနော်ဟာဒါဆိုကောင်းပြီဆိုပြီးစိတ်တူစေတနာတူနေအဲ့ဒီခွေလေးကိုသမင်းနေလှူကြခွေလေးစားတာကြည့်ပီတိတွေဖြစ်ပြီးတော့နေကြအဲ့ဒီကနေရှင်းဆက်ခရီးသွားညနေဆောင်တော့တငယ်ချင်းစီဟာတငယ်ချင်းစီလည်းရောက်ကြရောပြိတိုက်ဘာဖြစ်တော့ဆိုတော့ ဟိုကမေးတယ်ဟာတကယ်ချင်းတို့ဘာလို့လာကြတော့ဘာလို့လာတာနောက်မှမေးပါကွာအယောင်းဝင်နေလာရတာမှတ်လိုက်တော့တို့ထမင်းကျွေးစံဗိုက်စားလို့တော့ထမင်းကျွေးထမင်းစားလို့ပြီးတော့ဘယ်တော့မင်းတို့ကထမင်းစားလို့ပြီးပြီးရောင်းမဲ့ကိုပစ္စည်းကဘယ်မှာတော့ဟာဆိုတော့စာရွက်ကြီးထုတ်ပြဟင်ဒါမင်းတည်ထားတဲ့ဖရဲတွေကြောင်းနေတကောင်းနေပြတ်တတ်တယ်နားနဲ့ဘာဆိုင်လို့ဒီအလူတွေလာရောင်းတာပဲဟောဗျာအလူရောင်းတယ်မရဘူးအာမကြဘူးဒီတကကြောင်းဘူးကြီးသာမှတ်လိုက်ကွာအလူမင်းဘယ်လိုလုပ်ရောင်းမှာတော့ဒီလိုလုပ်မယ်တဲ့ ချိန်ဝင်တစ်ခုကိုလဲကောင်ချိတ်တယ်ပြီးတော့တစ်ဖက်ကငွေထက်တစ်ဖက်ကကုစုထက်ကုစုနဲ့ငွေငိမ့်ညီတဲ့အချိန်ဟာဒါမင်းတန်ဖိုးဖြတ်တာပေါ့ကွာကောင်းပြီကောင်းပြီဆိုပြီးတော့အဲ့ဒါငွေထုတ်ယူတဲ့ပြီးတော့ချိန်ဝင်တစ်ဖက်တဲ့ထက်ငွေထုတ်ကလေးပြီးသောက်ထိုးကြီးအောက်ကိုကြားဟောကကကုစုထဲမဲ့ဟာကအပေါ်မှာမြောက်နေမဲ့ပေါ့ထဲကွာမင်းပြုပြတဲ့ကောင်းမှုတွေဆိုတော့ထဲလိုက်တာကြောင်းစောက်တဲ့ကောင်းမှုကြီးထဲပါဤမလုတ်ဘူးတဲ့ချိန်ဝင်ကဟုတ်လား ဖရတဲ့တဲ့ကောင်းမှုထဲပါဤမလုပ်ဘူးလမ်းပြင်းတဲ့ကောင်းမှုထဲပါဤမလုပ်ဘူးထဲလိုက်တာကောင်းမှုတွေသာပဲလေစည်ရင်နဲ့ကုံသွားရောငွေဒုက္ခပဲနိုင်တယ်ကုသိုလ်လှုပ်ကမလှုပ်ဘူးတဲ့ထဲကောင်ထဲထဲထဲမေးနောက်တဲ့ထဲစရာကြံသေးလာပြီးတော့မကြံတော့ဘူးကွာငါစည်ရင်တော့ကုံသွားကုံသွားပြီဆိုတော့မျိုးသမီးကဝင်ပြောမောင်ရဲတဲ့မောင်နဲ့ကျမလမ်းမှာခွေးပိန်မလေးကိုစိတ်တူစေတနာတူနဲ့လှူခဲ့တဲ့ကောင်းမှုစည်ရင်လေးမပါဘူးလားဟာမေးနာဟုတ်သားစိတ်တူစေတနာတူနဲ့ခွေးလှူတဲ့ကောင်းမှုထဲပါဤခမရဆိုထဲတော့အဲ့မှာငွေဒုံကြီးကမြောက်တဲ့သွား ဟဲ့ကောင်မင်းငွေထက်ထက်ငွေထက်လဲဥသူတို့ကလေးပြီးအောင်နစ်ကြထဲလေဒီတိုင်းထဲလေဒီတိုင်းနောက်ဆုံးတော့ပြိတိုင်းဘလို့လောက်ကြတော့မင်းကိုက်ကွာမင်းခွေးကျွတ်တဲ့ကုသူတော်တော်လေးပဲဂရေ80နဲ့တန်ဖို့ဖြတ်မချိန်ဝင်လဲထဲလို့နေရာမရှိဘူးဂရေ80ပေးမယ်ဆိုပြီးတော့ခွေးကျွေးတဲ့ကုသူကဂရေ80တန်ဖို့ရသွားဟုတ်ပြီလားအဲ့ဒီမှာပြိတိုင်းအမျိုးသားကဘလို့ဖြစ်တယ်လဲကွာကြောင်ကြီးဆောက်လိုက်တာတိမ်မောင်းတောင်းချီကုန်ခံပြီးဆောက်တဲ့ကြောင်ကထဲလိုက်တော့ချိန်ဝင်မလှုပ်ဘူး ဘလို့ဖြစ်တယ်လဲဆိုတော့မျိုးသမီးကထထောက်တယ်မောင်းတဲ့တိမ့်တောင်းသာကုံရတယ်မောင်းဆောက်တဲ့ကြောင်းကြောင်းဖုန်ကြီးနဲ့မောင်းတဲ့စကားများတယ်မို့လားဟုတ်တယ်ကွာငါဆောက်တာဆောက်ရတာစေတနာမပါဆောင်ရင်းဆောင်ရင်းနဲ့ဖုန်ကြီးကတမျိုးငါကတမျိုးဟုတ်လားကြောင်းသာဆူလဲရတယ်ပြိတဲ့အဲ့ဒီအလှူမှာဖုန်ကြီးနဲ့ရန်ဖြစ်ပြီးစေတနာပြတ်သွားဘူးတဲ့ဗျာအာဒါဆိုရင်ဖျားတဲတဲ့ကောင်းမှုကြဘယ်နဲ့တုန်းအဲ့ဒီတုန်းကလည်းရှင်ဂောပကနဲ့စကားများတာပဲဒါဆိုလမ်းလူတဲ့ကောင်းမှုကြီးလမ်းလူတော့လည်းရှင်ပဲအဲ့ဒါ ကျောင်းတို့သာလှူရတာလှူခြင်းစေစေတနာမပါဘူးဆိုဟောပြုတ်လိုက်တဲ့ကောင်းမှုတွေလှူဝဝတ္ထုကကြီးကြီးမားမားကြီးတွေဒါမှမဟုတ်စေတနာနဲခဲ့ဗာနဲခဲ့တယ်ခွေးလှူတဲ့ကောင်းမှုကြပြိတဲ့ထမင်းတုပ်ကလေးကတစ်တလေးဗာအားကောင်းခဲ့ညောင်စေလေးလောက်လှူတော်လဲဗာလောက်ရစေတနာကိုပြောတာညောင်ပင်ကြီးလောက်လှူပေမဲ့ဗာလောက်ကလေးရစေတနာကိုပြောတာတော်ကောင်းတို့